ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒေါ်ရှိတို့အိမ်မှာတော့အေကင်းနဲ့မှမျိုးသမီးတချို့ရှောင်းနေပြီးစကားပြောနေကြပါတယ်နင့်သမီးလေးစုလျာမှာအရန်ကိုမှလှပသိမ့်မွေးတယ်ကောင်လေးကလည်းအရန်ကိုချော်မော်ပြီးစိတ်ထားကောင်းတယ် ဒီတော့နှစ်သမီးကတကယ်ကောင်းတဲ့သူနဲ့အိမ်ဆောင်ကြမှာသိလားမောင်လွင်ကဘလောက်တောင်မှယူသားကြိုးစားတဲ့ကောင်းလေးလဲဆိုတာအခုသူဟာအစိုးရဝန်ထမ်းလုပ်ဖို့လဲပြင်ဆင်နေတယ်တဲ့သူ့ညီမလေးယောက်ကလည်းဆက်ချုပ်သမားတွေလေအဲ့ထက်ကနှစ်ယောက်ကတော့အိမ်ဆောင်ကြပြီးပြီဆိုတော့နောက်နှစ်ယောက်သာအိမ်ဆောင်ထက်ကြသွားရင်သမီးလေးစုလေးကရောက်ကမအိမ်မှာတယောက်တည်းဘယင်မလို့စံစားပြီးနေရမှာတိမ်မကြခင်ပါပဲစုလေးဟာလက်ထက်တော်မှာပဲဖြစ်ပါတယ်ဒါကြောင့်ရက်ကွက်သေးကမြို့သမီးတွေလည်းသူတို့အိမ်လာပြီးကုညီလောက်ကင်ပေးနေပါတယ် ဒီခါမှာပဲစုနှင်းဟာအိနေကနေထွက်လာတာမို့အမျိုးသမီးတွေလည်းသူ့ကိုကြည့်ပြီးဟဲ့သမီးလေးစုနှင်းအတွက်တော့စိတ်မကောင်းလိုက်တာနော်အသားမဲတော့သူ့လာတောင်းရမ်းမဲ့သူတောင်မရှိဘူးပြီးတော့သူကအမကြီးဖြစ်ပြီးတော့သူ့ထက်ငယ်တဲ့သူကအရင်မင်္ဂလာဆောင်တော့မယ်တဲ့မောင်လွင်ကလောလောဆယ်တာနည်းနည်းမပြည့်စုံမိမဲ့မကြခင်အလုပ်တွေပါရရပြီးအဆင်ပြေတော့မှာဆိုတော့သူ့ညီမတော့ကောင်းလိုက်တာဟမ်ကျမသမီးလေးအသားမဲတော့ဘာဖြစ်လို့လဲသူကအသားမဲလို့လက်မထပ်နိုင်သေးရမဟုတ်ပါဘူး သူကကျမအတွက်တော့အရင်ကဖိုးတန်တဲ့သူမို့ကျမကိုယ်တိုင်ကလည်းအသားဖြူတာမဲတာမခွဲခြားတတ်တဲ့အိမ်မျိုးတွေမှာသူ့အိမ်အောင်ချပေးမှာအမျိုးသမီးတွေအားလုံးလည်းစကားပြောနေကြတော့မှပဲစုနေလင်အိမ်လေးကထွက်လာခဲ့ပါတယ်အမေညနေတော်စောင်းတော့မယ် shopping ထွက်ဖို့သွားကြစို့သမီးကြီးရဲ့နေရဒီဇိုင်နာပဲမှလားတီတော့ဘလို့အဝတ်ကကောင်းတယ်သူနဲ့လိုက်ဖက်တယ်ဆိုတာရွေးပေးတက်မှာပဲနေနေညီမလေးနဲ့ shopping ထွက်ဖို့လိုက်သွားပေးလိုက်ပါလားပြီးတော့အခုခေတ်စားနေတဲ့ဒီဇိုင်းကိုလည်းနင်းသိမှာပဲ အမေကလည်းအဲ့လိုလိုက်စီချင်တယ်ဆိုရင်အစောရကကြိုပြောရမှာလေ။တမီးကဘလောက်တောင်အလုပ်များလဲသိရလား။ဒီဇိုင်းဆွဲပေးရမယ်အင်ကြီးတွေလည်းအများကြီးပဲ။အခုသူလည်းလူကြီးဖြစ်နေပြီပဲ။ shopping လေးတော့တော့ကိုရင်ထွက်တက်မှာပါ။ရပါတယ်အမ။တမီးတငယ်ချင်းနေခေါ်ပြီးတော့သွားလိုက်ပါမယ်။ဒီလိုအကြောင်းပြပြီးတော့စုနှင်းကတော့အိနှင်းပြန်ဝင်သွားလိုက်ပါတယ်။ဒါကြောင့်စုလည်းလေသူတငယ်ချင်းကိုခေါ်ပြီးအဝတ်တွေဝယ်ဖို့သွားလိုက်ပါတော့တယ်။ဟာတမီးလေးရေဘာလို့ဒီလောက်တွေးနေတာလဲ ဒီမှာအင်ကြီးအလှတွေတလောက်ပေါ်တာ ው ပြီးတော့နင်းဖြူဖြူချောချောလှက်လာလေဆိုတော့နင်းနဲ့ကဘာဝဲဝဲလိုက်ဖန်မှာဒီခါမှာပဲစုလေကိုသူ့ရောက်မှလောင်းဖြစ်သူယတိကအဝတ်ဆိုင်ထဲမှာမြင်လိုက်ရတာမို့သူ့နှောက်ကိုတွားလိုက်ပါတယ်အမရေအမအဝတ်ဝဲဖို့လာတာ ው တလောက်တဆိုင်ကြီးတိတ်အောင်နေတာကြီးဝဲမလို့လားဦးလေးကြီးရဲ့ဒါတွေပြန်သိမ်းလိုက်တော့ကျမတို့မဝဲပါဘူးအမလာကျမနဲ့လိုက်ခဲ့အမကိုကျမတချမ်းလှတဲ့ဆိုင်ကိုပြမယ်အဲ့ဆိုင်ဟာရီကအရန်ကောင်းပြီးတော့အမနဲ့သာဆိုအရန်ကိုလိုက်ဖက်မှာ ယတိလိန်သူ့ရဲ့ရောင်းမလောင်းဖြစ်သူကိုဆိုင်ထဲကနေခေါ်လာခဲ့ပါတယ်။ပြီးတော့တခြားဆိုင်ကနေလှပတဲ့ဗျံဝတ်စုံလေးကိုတိချရွေးပေးလိုက်ပါတယ်။ဗျံဝတ်စုံလေးကိုဝယ်ပြီးတဲ့အခါမှာတော့သူ့အိမ်ကိုယူသွားလိုက်ပြီးလှပတဲ့ပန်းတွေကိုထိုးပေးပြီးဝတ်စုံလေးကိုပြင်ဆင်ပေးလိုက်ပါတယ်။ဒီလိုနဲ့အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီးစုလင်ဟာမောင်နှင်းနဲ့လက်ထပ်ရမယ့်နေ့ကိုရောက်လာခဲ့ပါတယ်။လက်ထပ်ပွဲပြီးပထမရက်မှာတော့စုလေဟာယတိပန်းထိုးအနှံ့ဆင်ပေးထားတဲ့ဝတ်စုံလေးကိုဝတ်လိုက်ပြီးအပြင်ကိုထွက်လာခဲ့ပါတယ်။ အပြင်မှာရှိနေတဲ့သူတွေလည်းသူ့ကိုကြည့်ပြီးပြောလိုက်ကြပါတော့တယ်။အမအမဒီဝတ်ဆောင်လေးနဲ့တော်တော်လှတာပဲ။လှမှာပဲပေါ့။ငါရဲ့ချစ်စရာကောင်းတဲ့ရောင်မလေးကပန်းထိုးပေးပြီးအလှဆင်ပေးထားတာ哦။ငါလည်းဒီဝတ်ဆောင်လေးကိုတကယ်ကိုကြိုက်တယ်။ဒါနဲ့သိလား။ငါအမရင်ကလည်း fashion designer လေ။သူပထမဆုံး designer ဖြစ်တော့ငါပထမဆုံးနေနဲ့ဝတ်ဆောင်လေးဖန်ပြီးပေးခဲ့တာ။ငါသူ့ရဲ့ပထမဆုံး model လေ။ဒီလိုပြောပြီးစုလေလေအရင်တုန်းကနေရက်တွေကိုပြန်ပြီးတရိယာသွားခဲ့ပါတယ်။ ငါရဲ့ချစ်ညီမလေးရဲ့နင်းရဲ့ဖြူဖွေးတဲ့သားရဲ့နဲ့တီခဲရောင်ကောင်းဝင်လေးနဲ့လေဘလောက်တောင်မှလိုက်ဖက်လဲပြောမနေနဲ့တော့မမမမပထမဆုံးဒီဇိုင်နာအနေနဲ့စတင်တဲ့ခြေလန်းကိုညီမအတွက်ဝတ်ဆောင်လေးချုပ်ပေးပြီးစတာဆိုတော့မမတကယ့်ကိုအကောင်းဆုံးအမပါပဲဆုနေလေသူ့ရဲ့ဒီဇိုင်းကန်းလေးမှာအလားဆုံးဝတ်ဆောင်လေးကိုဖန်တီးထားပြီးညီမဖြစ်သူဆုလေးကို ပထမဆုံးအနေနဲ့ဝတ်ဆင်ခံခဲ့ပါတယ် ဒါနဲ့စုလည်းလည်းအဲ့ဒီဝတ်ဆောင်လေးကိုဝတ်ပြီးလူတိုင်းကိုလိုက်ပြနေကသူ့အမချုပ်ပေးတာဖြစ်ကြောင်းကိုလိုက်ကြားနေပါတယ်။ပြီးတော့အဲ့ဒါကိုပြန်တွေးရင် စုလည်းလည်းရင်နေပါတယ်။အမရဲ့မမကအမကိုအင်ကြီးပထမဆုံးချုပ်ပေးတာဆိုတော့ကောင်းလိုက်တာနော်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်တွေတုန်းကအမမမအမကိုစိတ်ဆိုးနေရလားလို့လေ။ဒါပေမဲ့အမစိတ်မညစ်နဲ့နော်။မကြခင်အင်ရလို့အမမမပြန်ချစ်လာမယ့်အချိန်ရောက်လာပါလိမ့်မယ်။ကဲစကားတွေများနေတာတော့ပြီ။ နက်ပြန်ပွဲကြိုင်တော့အမညီမချုပ်ပေးထားတဲ့ဝတ်စုံဝေးရမှာနော်သူရောင်းမလေးနှစ်ယောက်သူ့ကိုချစ်ခင်ပေးနေတာကိုကြည့်ပြီးစုလေလေအရင်ကိုပြုံနေခဲ့ပါတယ်ပြီးတော့သူတို့အရင်အတွက်ပထမဆုံးအနေနဲ့မိဘကြောင့်ဝင်ကထမင်းဟင်းတွေကိုချက်ပေးလိုက်ပြီးတဲ့အခါမှာတော့လူတိုင်းကသူ့ကိုချီးကျူးနေကြပါတယ်နောက်ရမှာတော့အမရေအမေညီမလေးချုပ်ပေးထားတဲ့ဝတ်စုံလေးဝတ်လာခဲ့နော်ညီမအဲ့ဒီဝတ်စုံလေးအမခန်းထဲမှာထပ်ထားပေးထားတယ် ခဏကြာမှတော့စုလေလေမတိချုပ်ပေးထားတဲ့ဝတ်စုံလေးကိုဝတ်ပြီးထွက်လာခဲ့ပါတယ်။ဒါကိုမြင်ပြီးအင်းရှိမထိုင်နေတဲ့ရောက်ခမဖြစ်သူကပြောလိုက်ပါတော့တယ်။ချွေးမလေးရေဒီစမ်းသစ်တဲ့စတိုင်လေးကမင်းနဲ့တတော်လိုက်ဖက်တာပဲ။ငါညမတွေကလည်းတာမန်ဆက်ချုပ်တမမမဟုတ်ပဲဒီဇိုင်နာကြီးတွေဖြစ်တင်တာ။ငါဆိုးရဝင်တဲ့အလုပ်ရသွားလို့ရတော့လေ။ငါညမတွေကိုဖက်ရှင်ဒီဇိုင်နာအကြောင်းကိုပို့ပေးဦးမယ်။လူတိုင်းစီကချီတူတန်လေးတွေကြားပြီးစုလေလေရင်ပြုံနေခဲ့ပါတယ်။ ဒီလိုနဲ့ခဏအကြာမှာတော့စုလေလေမောင်းလွင်တဲ့အတူသူ့မိအင်ကိုအလေသွားလိုက်ပါတယ်။အိမ်မှာတော့စုနှင်းဟာသူ့အမေနဲ့ထိုင်ပြီးစကားပြောနေခဲ့ပါတယ်။ဒါပေမဲ့စုလေရောက်လာတာနဲ့ဒေါ်ရွှေဟာသူ့သမီးကြီးကိုထားခဲ့ပြီးစုလေစီကိုမြင်မြန်သွားလိုက်ပါတော့တယ်။အော်ငါသမီးရဲ့နင်လည်းဖက်ရှင်အမြင်ရှိလားချီလား။တလောက်လာတဲ့ဝတ်စုံနဲ့ဘယ်ဟဝယ်လာလဲ။အော်အမေကလည်းမိသွားပြီလား။သမီးရဲ့ရောင်းမလေးယောက်ကဆက်ချုပ်သမားတွေလေ။ဆက်ချုပ်သမားရောင်းမတွေချုပ်ပေးတဲ့ဝတ်စုံတွေဝတ်ပြီးညပျော်နေလိုက်တာ။ သူလာတာနဲ့အမေကလည်းအမြဲတမ်းသူ့များတွေလှုပ်တယ်လို့ပဲသူ့သမီးအလှောက်ပဲအရှိပေးပြောဆိုနေတော့တာပဲစိတ်ထဲကနေသူ့ညမကိုမကြည်မချမ်းဖြစ်သွားရင်ကစွန်းနေတဲ့အရင်ကနေရတွေကိုပြန်ပြီးတရိယာနေခဲ့ပါတယ်အဲ့ဒီတော့ကစွန်းနေရဲ့အလုပ်ခန်းလေးကိုအင်းနီနာချင်းအမျိုးသမီးကရောက်လာပြီးတော့စုလေဝတ်စုံလှလာလေးဝတ်ချတာကိုမြင်ကပြောလိုက်ပါတော့တယ်ဟင်သမီးစုလေဒီကာဝန်လေးနဲ့နေရလှလိုက်တာစွန်းနေရဲ့ နင်နင့်ညီမတွေဝတ်စုံလေးတွေပြင်ဆင်ပေးပြီးတော့ဒီဇိုင်နာလုပ်တာကောင်းတယ်။တော်ကြာနင်လုပ်တဲ့ဝတ်စုံတွေနင့်ပါနေဝတ်ပြီးကြော်ညာနေတော့လူတွေကရီကြမှာသေးချပေါက်ပဲဟိ။အမရဲ့အဲ့လိုတော့မပြောပါနဲ့။ကျမသမီးကြီးကအရန်တော်ပြီးတော့အရေးချင်းရှိတဲ့သူပါ။ပြီးတော့သူကလည်းဘာလေးပဲဝတ်ဖို့အရန်ကိုလိုက်ဖက်တာ။တော်ရှိကတော့သူသမီးကြီးဘက်ကအမြဲတမ်းဝင်ရောက်ပြောဆိုပေးတတ်ပါတယ်။ဒါပေမဲ့မကြာခဏဆိုသလိုသူများရိစီကကြားနေရတဲ့လှောင်ပြောင်တန်တွေဟာစုနှင်းရင်ထဲမှာကင်းအောင်နေခဲ့ပါတယ်။ ဒါရီကိုပြန်တရိယာနေမိတဲ့စုနေလေးမောင်တွင်နဲ့စုလေးတို့ကိုတောင်ဘာစကားတခေါမှမပြောဘဲသူ့အလုပ်ခန်းလေးကိုသွားလိုက်ပါတော့တယ်။ပြီးတော့သူ့လုပ်နေတဲ့ဝတ်စုံလေးကိုပဲအာယုံဆိုင်ကအလှပြင်ဆင်နေပါတယ်။အမေဒီနေ့လေမမသမီးကိုစကားပြန်မပြောသူသမီးကိုပါရစိတ်ဆိုးနေရလဲ။စိတ်မကောင်းမဖြစ်ပါနဲ့အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ဒီလိုပြောပြီးမောင်တွင်နဲ့စုလေးတို့လည်းအိမ်လေးကိုဝင်လာခဲ့တဲ့အခါမှာသူတို့အမေကသူတို့ကိုကြိုဆိုလိုက်ပါတယ်။ပြီးတော့ထမင်းစားခန်းလေးမှာထိုင်ခိုင်းပြီး ကောင်းမွန်တဲ့စားတောက်တွေကိုခင်းချင်းပြင်ဆင်ကအိတ်ခံလိုက်ပါတယ်။ဒီလိုနဲ့ပဲအချိန်နှဲငယ်ကြာပြီးတဲ့နောက်မှာတော့စုလဲလဲသူ့ရောက်ခမရင်ကိုပြန်လာခဲ့ပါတယ်။ရဲနှင်းငယ်ကြာပြီးနောက်မှာတော့စုလဲရဲ့ရောင်းမဖြစ်သူမင်းကြီးရောက်လာပြီးအခန်းထဲမှာရှိနေတဲ့စုလဲစီကိုတွောပြီးတော့အရန်လှပတဲ့ကောင်းဝင်လေးကိုပေးလိုက်ပါတယ်။ရောင်းမလေးရဲ့ခွလွတ်ပါ။ကျမမှအလုံများနေလို့မင်္ဂလာဆောင်လည်းမလာခဲ့ရအောင်။ဒါပေမဲ့အခုကျမရောင်းမလေးအတွက်မင်္ဂလာလက်ဆောင်တော့တေချာပေါက်ရှူလာခဲ့တယ်။ရောင်းမလေးတေချာပေါက်ကြိုက်မှတေချာတယ်။ ကဲဒါလေးကိုဝေးကြည့်လိုက်ဒိုရာရီကျမပြင်မင်းမယ်အမရေအမလည်းတကယ်ကိုကျမမမအတိုင်းပဲသူဆိုလည်းအမြဲအဲ့လိုပဲလှုပ်ပေးနေကြလေဒီလိုပြောရင်စုလည်လေနွေနီကိုသူ့အမအကြောင်းတွေကိုပြောပြနေပါတယ်သူ့အမကလည်းသူ့အတွက်ဝတ်စုံလေးတွေချုပ်ပေးပြီးရင်ဘလို့ဖစ်တင်ချပေးတက်လေဆိုတော့ကိုပေါ့မမရေဘလောက်တောင်ထပ်ပြီးတော့တိုင်းတောင်မှလည်းစချုပ်သမားတွေတောင်တလောက်အမှုမစိတ်ဘူးဒီဝတ်စုံကနင်းနဲ့လုံးဝကွက်တီးကြချဲ့ရက်နေမှဖြစ်မှာနင်မိတ်နေပြီလား နင်မနဲ့ဖြန်ငါ့အတွက်မော်ရယ်လုပ်ပေးပြီးတော့ဝတ်စုံပြသပေးရမှာလေဒီလိုမျိုးပြောကစုနေလေသူ့ညမအတွက်ဝတ်စုံကိုကွန့်တီကြအောင်တရားလုပ်နေပါတယ်သူ့ရောက်မှဖြစ်သူကိုဂျန်ရီပြောပြရင်စုလေလေထပ်ပြီးတော့ဝမ်းနေလာပြန်ပါတယ်ကျမတကယ်ပဲဘာဖြစ်သွားရလဲနော်စိတ်မညစ်ပါနဲ့ကွယ်မကြခင်ရောက်မှလေးရဲ့အမဖြစ်သူဟာပြန်ပြီးတော့ချစ်ချစ်ခင်ခင်ဖြစ်လာမှာစောင့်ကြည့်နေလိုက်ပါဒီလိုပြောပြီးနွေနီလေးစက်ကိုထုတ်ကာကောင်းဝင်ကိုပြန်ပြီးကွတ်တီဖြစ်အောင်ညှိပေးပြီးတော့ စုလေကိုပြေးလိုက်ပါတော့တယ်ဒီလိုနဲ့ခဏအကြာမှတော့ဟာလှလိုက်တာချွေးမလေးရဲ့နေရမကြီးကဝတ်စုံလက်လက်လေးထက်ချုပ်ပေးတာဆိုတော့နေမကိုဝတ်စုံနဲ့အများကြီးဖြစ်နေလားပြီစုလေကတော့ယောက်ခမအိမ်မှာယောက်ခမနဲ့ယောက်ျားစီကအချစ်ကိုရင်ရတာမဟုတ်ဘဲသူ့ယောက်မလေးယောက်ဆိုတာလေးပဲအမြဲတမ်းသူ့ကိုချစ်ခင်ပြီးဘာမစုလုပ်ပေးကြတဲ့သူတွေဖြစ်ကြပါလေဒီလိုနဲ့ပဲရဲအနေငယ်ကြာသွားခဲ့ပြီးစုလေလေသူ့ယောက်ခမမိသားစုဝင်တွေနဲ့အတူ အကြီးဆုံးရောင်းမဖြစ်သူရဲ့အိမ်ကိုသွားလေခဲ့ပါတယ်။အိမ်မှာတော့သူ့ရဲ့မင်္ဂလာနှစ်ပတ်လည်အတွက်ပါတီပွဲလေးရှိတာကြောင့်ဖြစ်ပါတယ်။ရောင်းမလေးရဲ့ခွင့်လွှတ်ပါကျန်တဲ့ရောင်းမ၃ယောက်ကနင့်ကိုအမြဲဝတ်ဆောင်လက်လာလေးတွေချုပ်ပေးခဲ့ပေမဲ့ငါတော့ဘာမှမပေးနိုင်ခဲ့ဘူး။ဒါပေမဲ့ရောင်းမလေးကိုပေးချင်လို့ငါဝတ်ဆောင်လေးပြင်ဆင်ထားတယ်။ပွဲကိုတီဝတ်ဆောင်လေးဝတ်ခဲ့နော်။ဒီလိုပြောပြီးရွှေရည်လေးသူ့မိသားစုနဲ့အတူမင်္ဂလာနှစ်ပတ်လေးပွဲအတွက်ကိန်လှီးလိုက်ပါတော့တယ်။ အဲ့ဒီပွဲမှာစုလဲကတော့သူရောင်းမကြီးစင်ရင်ပေးတယ်စကတ်အင်ဂျီလက်ဝတ်ရတနာဖနှက်ဆရာတွေကိုဝစ်စင်ထားပါတယ်ဟာဖလားလိုက်တာမမရဲ့မမလက်ရာတွေအရှမ်းလာတာပဲညီမလေးတို့၃ယောက်ဘလောက်ကြိုးစားပြီးဝတ်စုံနေချုပ်ချုပ်မမလက်ရာတော့မမီတာသေးကြတယ်ကဲဟုတ်ပြီအားလုံးပြီးပြီဆိုလေပြန်ကြဆိုလေငါအိမ်ပြန်ပြီးတော့အောင်စင်းကြည့်အောင်မှာမို့လို့ဒီနေ့ကတော့မောင်လွင်ရဲ့အလုပ်စာမေးပွဲအတွက်အောင်စင်းထွက်မဲ့နေလေဖြစ်ပါတယ်ဒါကြောင့်သူလဲအင်ကိုအမြန်ပြန်လာခဲ့ပြီး သူ့ခန်းလေးကိုသွားက laptop ကိုဖွင့်ကြည့်နေပါတယ်။အလုံးကလည်းသူ့ကိုမျောလင့်တကြီးနဲ့ကြည့်နေကြပါတယ်။ဒီကမှာပဲအောင်စင်းကိုကြည့်ပြီးမောင်းတွင်လည်းအရင်ပြုတ်သွားပါတော့တယ်။ဘာကြောင့်လဲဆိုတော့သူဟာအလုပ်ဝင်ခွင့်ရသွားပြီဖြစ်တာကြောင့်ပါပဲ။ဒါကြောင့်သူ့ရဲ့အမကြီးဖြစ်သူတွေကလည်းအင်ကိုပြန်လာခဲ့ကြပါတယ်။ဒီခါစုနေလည်းအင်အပေါ်ဆုံးတက်ကနေသူ့ညမဖြစ်သူရောင်းမလေးယောက်နဲ့ပျော်ရွှင်နေတာကိုမြင်လိုက်ရတာမို့ညမဖြစ်သူပျော်နေတာကိုမနာလို့ဖြစ်သွားခဲ့ပါတယ်။ ငါပျော်ရှင်ချင်းတွေလူယူပြီးနေရပျော်နေတယ်ပေါ့လေနှင်းကြောင့်တောင်မဟုတ်ဘူးဆိုရင်အရင်အဆင်ပြေတဲ့ကောင်းလေးနဲ့လက်ထပ်ခဲ့ရမှာ哦စိတ်တော့မရှိပါနဲ့အမရဲ့ကျမတော့ကျမသားခန့်ခန့်ချောချောလေးကိုဒီလိုမဲတူးနေတဲ့ကောင်းမလေးနဲ့သဘောမတူနိုင်ပါဘူးဒါပေမဲ့ကျမရှင်ရဲ့သမီးငယ်ရောသဘောကြတယ်စိတ်မရှိပါနဲ့ရှင်ကျမလည်းဒီတွေ့ဆုံမှုကျမသမီးကြီးအတွက်ရည်ရွယ်ပြီးလုပ်တာပါပြီးတော့ကျမသမီးကလည်းရှင်တောင်းကိုသဘောကြတယ်ဆိုလို့ဒီလိုတွေ့ဆုံကြဖို့ခေါ်ခဲ့တာပါဒါပေမဲ့ရှင်တော့ ဒီလိုအသားမဲတာအသားဖြူတာခွဲခြားတတ်တဲ့သူဆိုရင်တော့ကျမလုံးဝတွေ့ခဲ့မှာမဟုတ်ဘူးဒါကြောင့်တီတွေ့ဆောင်ပွဲကိုဒီမှာပဲဖြတ်သိမ်းပါတယ်ရှင်တို့ပြန်လိုက်ပါတော့အရင်တုန်းကအကြောင်းတွေကိုတွေ့ရင်ဆွေနဲ့လည်းအောက်ထက်ကိုဆင်းလာခဲ့ပါတယ်ပြီးတော့ဆက်ပြန်ခြုံနေပါတယ်ဒီလိုနဲ့ပဲရဲနှင်းငယ်ကြာသွားခဲ့ကဆုလဲတို့အိမ်မှာတော့မောင်လွင်အလုရသွားတာကိုဂုံပြူတဲ့အနေနဲ့ညဘက်ခြံထဲမှာပဲမီးလုံးလေးတွေစားတောက်လေးတွေကိုပြင်ဆင်ကပါတီအသီးစားလေးကိုကျင်းပနေကြပါတယ် အိမ်မှာတော့မောင်နှင်တငယ်ချင်းတွေလည်းရောက်နေကြပါတယ်။ပြီးတော့မလိုက်ချင်ပေမဲ့လည်းသူ့အမေကစုခုံနေတော့မို့စုနင်းကလည်းအဲ့ဒီပါတီကိုလိုက်သွားလိုက်ရပါတော့တယ်။ဒီခါမှာစုလည်းရောင်းပါလေးယောက်လည်းစုနင်းကိုအိမ်ထဲခေါ်လိုက်ပြီးသူတို့လုံထားတဲ့ဝတ်စုံလှက်လာလေးကိုလက်ဆောင်ပေးလိုက်ကြပါတယ်။ရှင်ကကျမတို့ရောင်းပါလေးကိုဘာလို့စိတ်ဆိုးနေမှန်းတော့ကျမတို့လည်းမသိပါဘူး။ဒါပေမဲ့သူကအိမ်မှာအမြဲရှင့်ကြောင်းပြောနေကြမို့ရှင့်အကြိုက်တွေကိုလည်းသိနေပြီလေ။ဒါကြောင့်သူ့အကူအညီနဲ့အမအတွက်ဝတ်စုံလက်လာလေးလုပ်ပေးထားတယ် ကျမတို့ကအမလို့တဆိုင်နာတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျမတို့တီဝတ်ဆောင်လေးကိုအားလုံးတေချာစူးစမ်းပြီးတော့အမကြိုက်လောက်အောင်လှုပ်ထားပါတယ်။ဒါလေးကိုအမဒီနေ့ပွဲမှာဝတ်ပေးပါနော်။သမီးရယ်မငင်းလိုက်ပါနဲ့နော်။သူ့မိပြောနေတာကြောင့်သူလည်းရောင်းမလေးရောက်လှုပ်ပေးထားတဲ့ဝတ်စုံကိုဝတ်ဆင်ပြီးထွက်လာခဲ့ပါတယ်။အဲ့ဒီဝဆောင်လေးကိုဝင်ထားတဲ့အခါမှာတော့သူဟာတတော်လေးကိုလှပနေပါတော့တယ်။ဒါကြောင့်ပါတီပွဲကလူတိုင်းကသူ့ကိုယ်တိုင်ငေးကြည့်နေကြပါတယ်။အမေ သူတော်ဒီလိုလေးဝှက်လိုက်တော့လှလိုက်တာအရမ်းမှာပဲလားဟိုလေကျွန်တော်ပါတီရောက်ခရေဟာခမရကိုကြည့်နေရခမရအရမ်းလာတာပဲအရင်ကလေခမရကိုမကြာခဏတွေ့ဘူးတယ်ဒါမဲ့လာပြီးစကားပြောဖို့တတ်တိမရှိလို့ပါဒါပေမဲ့ဒီနေ့တော့ကျွန်တော်ရင်းနေရစကားတွေကိုပြောပြရစီနော်ဟိုခမရကျွန်တော်နဲ့လက်ထပ်နိုင်မလားယင်မမလက်ခံလိုက်ပါနော်သူကအမနဲ့ဆိုအရမ်းကိုလိုက်ဖတ်တယ်ဒါပေမဲ့ရှင်ကတလောက်နာမည်ကြီးတဲ့လုပ်ငန်းရှင်ဖြစ်တဲ့ပြင်ဒီလောက်ထိချုံမော့ခန့်ညားနေတာ ကျမလိုအသားမမက်တဲ့သူကိုပါကြည့်ကြိုက်တာလဲ။အဲ့ဒါအလှတရားအစ်စ်ကိုမသိတဲ့သူတွေပြောကြတာပါ။လူဆိုတာစိတ်ထားကောင်းရင်မျက်နှာမှာပေါ်နေတာပဲလေ။မင်းကမင်းကိုမင်းအသားမဲ့တယ်ဆိုပြီးလူတိုင်းကိုလည်းမချင်းမငန်ဆက်ဆံပြီးတမင်နေနေတာကိုငါသဘောပေါက်ပါရဲ့။ဒါကြောင့်အခုငါကမင်းရဲ့ဘဝကိုပျော်ရွှင်ခြင်းနေနဲ့ပဲဖြည့်ဆည်းပေးခြင်းနဲ့။ဒါကြောင့်ငါရဲ့ကန့်လန့်ချက်ကိုမငင်းလိုက်ပါနဲ့နော်။မောင်ရင်မင်းလိုပဲငါလည်းမကျင်တတ်တဲ့စိတ်တွေနဲ့ပဲရှင်သန်သွားရမလားမသိဘူးဒီခါပါတီကလူတွေအားလုံးလည်းသူတို့ကိုလက်ခုပ်တွေတီးပေးလိုက်ကြပါတော့တယ် ပြီးတော့စုနှင်းကိုလည်းလက်ခံဖို့ဝိုင်းပြောလိုက်ကြပါတယ်။ဒီလိုမျိုးပါတီမှာလူတိုင်းရာသူ့ကိုရေးပေးဆက်ဆံကြတာမြင်ပြီးစုနှင်းလည်းရင်ထဲကဒေါသတွေအကုန်လုံးပြန့်ကွေသွားရပါတယ်။ပြီးတော့လက်ထက်ခွင့်တောင်းဆိုတာကိုလက်ခံလိုက်ပြီးသူညမကိုဖတ်ထားလိုက်ပါတော့တယ်။ဒီနေ့ဒီလိုပျော်ရှင်ခြင်းတွေအားလုံးဟာနင်းကြောင့်ရလာတာပါညီမလေးရဲ့။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။